တနင်္ဂနွေသားသမီးများတွေအခုဖြတ်တန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာရဲ့အချစ်ရေးအိမ်တော်ရေးနဲ့ပတ်သက်တဲ့သီသက်ဟောစတန်လေးကိုဒါတဲရော့ကတ်လေးတွေနဲ့ဟောကြားပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ မိတ်ဆွေများကဗီဒီယိုပိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့လိုက်လုပ်ပေးပါအောင်။နောက် follow မလုပ်ဝသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။အဲ့တော့ပထမဆုံးတဲရော့ကတ်လေးတစ်ချိန်ကျွန်တော်စပြီးတော့ ချိုးကြည့်လိုက်ပါပြီတနင်္ဂနွေသားမီးများအနေနဲ့အခုဒီဖြတ်တန်းဝင်ရောက်လာပြီဖြစ်တဲ့လဝင်မာလကျလာတာကာလာတော်တွင်မှာအဲအခြေရေးအိမ်တော်ကြီးနဲ့ပတ်သက်တဲ့အခြေအနေတွေကိုကြည့်မယ်ဆိုရင်ပြောအဆိုကဖြည့်ရှင်းရတဲ့ကိစ္စတွေအများကြီးဖြစ်ပေါ်လာနိုင်အောင်မဲ့လာတလာလို့တွေ့ရပါတယ်အဲ့တော့ဒီလာထဲမှာအဲအရှုပ်တွေကိုရှင်းပြရလိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေကိုသွားတွေ့ရပါတယ်အဲ့တော့ဒါ ပြီးခဲ့တဲ့အချိန်ကာလတွေမှာ ရှိခဲ့တဲ့အရာတွေပေါ့နော်ပြဿနာတွေကိုဒီလာတဲ့ကိုရောက်ပြီဆိုလို့ရှိရင်ဖြေရှင်းရနိုင်ပါတယ်အဲ့တော့ဒီတဲရောကတ်ကအမှန်တရားနဲ့သစ္စာတရားကို ကိုးစားပြုရတဲ့တဲရောကတ်မျိုးဖြစ်နေတာဖြစ်တဲ့အတွက်အဲအခုဒီလာမှာပေါ့နော်တနင်္ဂနွေသားမီးများကကိုချစ်သူကိုအိမ်အောင်ဘက်ပေါ်မှာသစ္စာရှိဖို့ဒါအရေးကြီးပါတယ်။နည်းနည်းလေးမှ အမားမခံဘူးလို့ပြောရမယ် ဒါအချိန်ကာလတလားတာပဲဖြစ်ပါတယ်အဲ့တော့နည်းနည်းလေးအမားရင်းရှိသွားပြီဆိုတာတက်ပေါ့နော်အဲရှိသွားပြီဆိုတာနဲ့အဲပြဿနာတွေကအများကြီးဖြစ်လာနိုင်ပါတယ်ဒါတွေကိုဘယ်ယူဆိုင်ဖို့လိုပါလိမ့်မယ်လို့ မှာကျင်ပါတယ်ခင်ဗျာအဲ့တော့ဒါကတော့ပထမတဲရော့ကန်လေးကိုကျွန်တော်ကြည့်ပြီးတော့ဟောပြလာပါနောက်တစ်ချိန်ခတ်ပြီးတော့ကျွန်တော်ကြည့်ပြပါဦးမယ်ကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီယိုမင်းများချင်းနဲ့မိတ်ဆွေများက TikTok ဘိုင်ယိုမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကမင်းများလို့ရပါတယ် တဝူးချင်းတယောက်ချင်းရဲ့ဂိမ်းကားကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ပေတွေဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်။နောက်တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးတယ်။လိုအပ်တဲ့ရည်ရည်တွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ညံပူဇော်ကတဝူးကို2000ကျပ်ရှူပါတယ်ခင်ဗျာ။ကုဆက်လက်ပြီးတော့တနင်္ဂနွေသားများတွေနောက်ထပ်တေရော့ကတစ်ချိန်ကျွန်တော်ထပ်ပြီးတော့ချိုးကြည့်ပေးလိုက်ပါပြီ။ တင်းငွေသားကြီးများခင်ဗျာအခုကျွန်တော်ထပ်ပြီးတော့ချိုးလိုက်တဲ့တဲရောကက်ကဲနံပါတ်ပုံကတော့အချီရေးတို့မြစ်တာရေးတို့အိမ်တော်ရေးတို့နဲ့ပတ်သက်ပြီးတော့ကံကောင်းစေတတ်တယ်ဆိုတဲ့ဒါအကောင့်နံပါတ်လေးကိုသွားတွေ့ရပါတယ်ဒါကြောင့်မလို့ဘလို့ပြဿနာတွေဘလို့အစင်မပြေမှုတွေဘလို့အခြေအနေမျိုးတွေပဲရှိရှိ နောက်ဆုံးမှာတော့အားလုံးပြည့်လည်သွားပါလိမ့်မယ်လို့ တွေ့ရပါတယ်။ဒါအပြင်ဒီမှာထည့်ပြီးတခုပြောပြရရှိတာက တနင်္ဂနွေလနီးများကအခုဒီနိုဝင်ဘာလထဲမှာအဲအလွန်ကိုမျက်နှာပွင့်လန်းမှုတွေရှိနေနိုင်တယ်လို့လည်းပဲတွေ့ရပါတယ်။ဒါအပြင်ကိုချစ်သူကိုအိန်အောင်ဘက်နဲ့သွားရလာရတာတွေလှုပ်ရှားရတာတွေခยีထွက်ရတာမျိုးတွေလည်းပဲကြုံရတတ်ပါတယ်။အဲ့တော့ကောင်းသောသွားလာခြင်းတွေကောင်းသောခยีထွက်ခြင်းတွေကိုကြုံတွေ့ရတတ်တယ်လို့တွေ့ရပါတယ်။ နခရနေလေးတစ်ခုတက်တရီပေးရရှိတာကတချို့သောတနင်္ဂနွေသားမိများကတဦးထက်ပိုသောမြစ်တာရေးကိစ္စမျိုးတွေလည်းပဲကြုံလာရနိုင်တယ်လို့တွေ့ရပါတယ်ခင်ဗျာကဲဒါကတော့တနင်္ဂနွေသားမိများတွေအခြေရင်းနဲ့ပတ်သက်တဲ့မြစ်တာရေးနဲ့ပတ်သက်တဲ့အိမ်နာရေးနဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်ပေးတာပါဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဖတ်ပါကွန်မန့်လေးတွေမန်းခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ